ကဲအားလုံးပဲမင်္ဂလာပါ။ကွယ်လွန်သွားရှာသူညင်းစီရှင်မဲမဲခေါ်ကဘာပတ်ပြီးမူစကူတူးတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တမိုင်းဝင်မဲ့ဇကားလေးတွေကိုအဲကျွန်တော်ကနေပြီးတော့ဟောခြေပတဲ့နာလေးတွေကျွန်တော်ခြေပခြင်းလို့ဒီဗီဒီယိုပိုင်းလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။အဲ့တော့လာနားထောင်တဲ့သူတွေကနော်အဲ like ပေးပါ၊ comment ပါတခုခုရေးသွားပါပြီးွားရင် share ပေးကြပါလို့မြတ်တာရက်ခံပါတယ်။ကဲဒါဆိုရင် ကွယ်လွန်သူဒေါအောင်ဆန်းသူကြည်ရဲ့ဇာခားလေးတွေကျွန်တော်နားထောင်ကြည့်အောင်ဗျာဘလို့ဖြစ်လို့ဇာခားထစ်တာလဲလို့ဇာခားမပြောတတ်ဘူးလားဟမ်ဒေါအောင်ဆန်းသူကြည်ခင်ဗျာဇာခားမပြောတတ်ဘူးလားဟမ်တိုင်းသားဘယ်နှမျိုးမသိလို့လားဇာခားထစ်နေရတာဟမ်နည်းနည်းလေးပြန်ကြည့်မယ်ဒေါအောင်ဆန်းသူကြည်လူမြင်ဝဲမှာဇာခားမပြောတတ်ဘူးနော်နော် ဟုတ်လားတိုင်းရင်းသားမျိုးလူမျိုးတဲ့နော်အဲသူစကားမပြောတတ်ဘူးဗျအဲသူကလူမြင်ဝဲမှာစကားမပြောတတ်ပါဘူးနော်အဲမြန်မာနိုင်ငံကိုလာပဲလာတာပြည်သူတွေကိုသိစိတ်ဝင်စားပါဦးခင်ဗျာနော်စကားလည်းမပြောတတ်ပါဘူးဆက်ကြည့်မယ်သူပြောတဲ့စကားလေးတွေကိုကျွန်တော်ဆက်ခြေပပေးမယ်နော်ဖက်စီချပ်ဒီတော့ခုခုလေးဒီမှာ ਨੇ ဒီပုံဒီတော့နေရံတဲ့ဒီညက်ဒီမော်ဒယ်ချီတော့ခုချက်မှာ ဲ့တော့သူကစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုလို့ပြောသွားတယ်ဗျတကယ်လဲမှန်တယ်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါထားပြီးသားနော်အဲဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်6နော်ခါကြီးမှာပါထားတယ်စစ်မှန်ပြီးစီကံပြီးွားတဲ့ဒီမိုကရေစီစနစ်ထွန်းကားရေးလို့ရည်ရပါတယ်ဒါသူပြောတာမှန်ပါတယ်ဗျနော်အဲ့တော့သူပြောတဲ့ဇာတ်ကားထဲမှာစီလုံးမသားညီညွတ်မသားဆိုတဲ့ဇာတ်ကားလေးပါတယ်ဗျ အဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်တော့သူပြောတဲ့ဇာကားနဲ့ညီမညီဆိုတာကိုနောက်ဆုံးကြရင်ကျွန်တော်ရှင်းပြပေးမယ်နော်။ကဲအဲ့ဒါဆိုကျွန်တော်ဆက်နားထောင်ကြည့်ရအောင်။အဲ့တော့တာယာဝါပြောတဲ့နိုင်ငံတစ်ခုဖြစ်ဖို့เนาะအဲလုတ်ပဲဗောနော်သူကဓမ္မဒေါ်ဆန်းစုကြည်ခမရတာယာဝါပြောတဲ့နိုင်ငံဖြစ်ဖို့ခမရမလုတ်ခဲ့ပဲ ਨੇ ပြီကိုပြက်စီးအောင်ခမရဖြက်စီးခဲ့တာเนาะ ခမရကမြန်မာနိုင်ငံမှာလာတာဒါဒီဗုဒ္ဓဘာသာနိုင်ငံခမရစတဲ့ခရေကနော်ဘာသာစာပေရင်ကျင်းမှုထုံနှံစင်လာတွေကိုဖျက်ဆီးတယ်တရင်းသာခေါင်းစဉ်မှာမင်္ဂလာတုတ်ဓမ္မပဒတွေကိုပါတာတော့ခမရတို့ NLD ကနေပြီးတော့နော် ကျတို့ရဲ့ဗုဒ္ဓဘာသာစာပေရင်ကျင်းမှုတွေကဒီလိုရေးတဲ့ကြားချင်းအားဖြင့်လူမျိုးကြတွေကို နော် နိုင်ထက်ပြုကျင့်ရကြပါတယ်ဆိုပြီးခမားတို့ပဲနော်စော်ကားပြီးတော့ကျတို့ရဲ့သတင်းစာခေါင်းစဉ်မှာပါတာတွေကိုဖျက်ဆီးတာ ခမားတို့ကစီလုံးရေးကိုလည်းနော်သွားကျင်တယ်လဲပြောသေးတယ်နော်ခမားကရှိနေပြီးသားဘသူမှဘာမှမပြောတဲ့တိတ်ဆိတ်နေတဲ့ကိစ္စရက်တွေကိုခမားကဖြိုခွဲတာစတင်ပြီးဖြိုခွဲတဲ့ကိစ္စတခုစလုပ်တာခမားစီလုံးရေးကိုဘလို့သွားမှာလဲဒေါအောင်ဆန်းစုကြည်သာသာကိုဘယ်လိုတိဆောက်မလဲဆိုတာကတရားရည်ဒီကနေပြတော့ငါဆုံးကြတော့ဆုံးဖြတ်မှာဒီလိုကဆုံးဖြတ်မှာ ိုလုံချင်တဲ့နိုင်ငံမျိုးပဲနောက်ဆုံးကြတော့ကိုရအောင်လုပ်ယူရမှာပါဟုတ်တယ်ကျွန်တော်တို့လိုချင်တဲ့နိုင်ငံကိုကျွန်တော်တို့ရအောင်ယူမှာပါကျွန်တော်တို့ဒီဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တယ်ဗျအဲ့တော့ကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာက လွဲလို့ရှိရင်နော်ကျွန်တော်တို့တခြားဘာသာတွေကကျွန်တော်တို့ဗုဒ္ဓဘာသာကိုတန်းကြီးခွင့်မပေးပါဘူးခမည်းပြောတာမှန်ပါတယ်เนาะအဲ့ဒီလိုတန်းကြီးအောင်ခမည်းကိုယ်တိုင်ပဲလုပ်သွားတာဟုတ်ပြီเนาะခမည်းလူလောကကြီးမှာရှိနေစဉ်အခါတုန်းမှာထောက်လျှောက်ခမည်း အဲ့တော့အဲကျွန်တော်တို့လူချင်းနဲ့ကျွန်တော်တို့မျော်လန့်ထားတဲ့ကျွန်တော်တို့ရဲ့ရှင်းနေပြီးသားဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကို ဖြိုဝဲဖျက်ဆီးသွားတာเนาะအခုဖရားတွေကြောင်းကန်တွေတရားတွေเนาะဖုံကြီးတွေတိလာရှင်တွေကိုတတ်အောင်လဲခမားပဲခမားဒီ PDF တွေကိုခမားတို့ပဲမွေးထုတ်ပေးသွားတာပဲเนาะဆက်ကြည့်မယ်ဗျာဟုတ်တယ်ဘယ်အပုပ်ကူမှအားကိုးနေလို့မရဘူးကျွန်တော်တို့ မျိုးဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်တဲ့မဟာဗမာတွေကိုယ်တိုင်ကျွန်တော်တို့ကခမည်းတော်ကအစွန်းရောက်တယ်ပဲပြောပြောဘာပဲပြောပြောကျွန်တော်တို့ကတော့ဒါကိုကျွန်တော်တို့ကလုပ်ကိုလုပ်ရမယ်ဘယ်သူ့ကိုမှအားကိုးလို့လို့မရဘူးကိုထူကိုထားနဲ့ကိုခုကိုဝါနဲ့ခမည်းဖြတ်ခဲ့တဲ့ကိစ္စရက်တွေကိုကျွန်တော်တို့ပြန်လဲပြီးတော့ကုစားပြီးတော့ပြန်လဲကောင်းမွန်အောင်လုပ်ရမှာကကျွန်တော်တို့ကိုခုကိုဝါနဲ့လုပ်ရမယ်တမိုင်းပေးတောင်းလဲဖြစ်တယ်ခမည်းမှန်တယ်ပြောတာဆက်ပြောပါခမည်းကျွန်တော် မော်ဒယ်စီရရှိရတဲ့လှူရှားခဲ့တာဆိုလို့ရှိလို့ရှိရင်အနည်း30နေပါရှိတော့ပါတော့ခမရကဒီမိုကရေစီစ조사ခဲ့တာအနှစ်30ရှိပြီလို့ခမရပြောသွားတယ်ဟုတ်ပြီနော်ဒါဆိုခမရဒီမိုကရေစီကိုနားမလဲတာပဲခမရသိတဲ့ဒီမိုကရေစီကတမျိုးတည်းရှိတာလားကျွန်တော်ဒေါစုခမရကိုကျွန်တော်မေးချင်တယ်ခမရသိတဲ့ဒီမိုကရေစီကတမျိုးတည်းရှိတာလားခမရပြည်သူကိုဂျင်းမထဲပါနဲ့နော် ခမရလူလောကမှာရှိနေစဉ်ကာလတောက်လျှောက်လို့ခမရပြည်သူကိုဂျင်းထည်သွားတယ်နော်ခမရသိတာဒီမိုကရေစီတမျိုးပဲရှိတယ်လို့ခမရသိတာလားခမရအဲ့ဒါစတဲ့ကခမရပြည်သူတွေကိုဒါတွေရှင်းပြရမှာဒီမိုကရေစီဆိုတာဒီလိုလိုရှိတယ်ဆိုပြီးစချင်ဒီမိုကရေစီဘယ်နှမျိုးရှိတယ်ကျမကတော့ဒီဒီမိုကရေစီကြိုက်တယ်ဒီလိုမရှင်းပြဘဲနဲ့ခမရဟမ်ဒီမိုကရေစီကိုလိုချင်တယ်ပဲခွပြောပြီးတော့ခမရပြည်သူတွေကိုဒုက္ခရောက်အောင်လုပ်သွားတာ ခင်ဗျားနှစ်30ရှိပြီဒီမိုကရေစီစ조사ခဲ့တယ်ဆိုတော့မြန်မာနိုင်ငံမှာဒီမိုကရေစီလုံးဝမရှိတဲ့ပုံစံနဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲဒီမိုကရေစီကိုမရှိသလိုလိုနဲ့ခင်ဗျားကဂျင်းထည့်နေတာခင်ဗျားကဒီမိုကရေစီနားမလည်ဘူးလို့ကျွန်တော်ပြောရင်ခင်ဗျားယုံမှာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ဒီမိုကရေစီကအင်တာတိုက်ဒီမိုကရေစီနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပြည်သူကလာပြီးတော့နိုင်ငံတော်ပါတီရဲ့အမေရိကန်နိုင်ငံမှာရှိတဲ့ဖွဲ့စည်းပုံလည်းဒီလိုပဲ ိန္ဒိယမှာရှိတဲ့ဖွဲ့စည်းပုံလည်းဒီလိုပဲပြည်သူတွေကြီးကဆင်းသက်လာတဲ့အချုပ်ချာအာဏာကနိုင်ငံတော်မှာမှတည်တယ်နော်ခမည်းတည်တဲ့ဒီမိုကရေစီကိုခမည်းပြည်သူတွေကိုချမပြရဲဘူးနော်ခမည်းတေချာလေ့ကျင့်သင်ကြားချမပြပဲနဲ့ဒီမိုကရေစီမရသေးဘူးပဲអော်သွားပြီးတော့ခမည်းပြည်သူတွေကိုမှိုင်းတိုက်ပြီးတော့တမတော်နဲ့ပြည်သူကြားမှာဖြိုခွဲတွေးထိုးပြီးတော့နော်ကဘာနဲ့မြန်မာနိုင်ငံကမှာခမရဖြူခွဲသွေးထိုးပြီးတော့နိုင်ငံကိုဖျက်ဆီးသွားတာခမရစောစောစီးဇီဝင်ချေသွားတာကောင်းပါတယ် ကျွန်တော်တို့အတွက်စိတ်ချမ်းသာကားတယ်။ကဲဆက်နားထောင်ကြည့်ဦးမယ်။ဒီနေ့34ပါးမှာမျိုးမျိုးလက်ချာတော့ဖတ်ကြော်ခဲ့ရပါမယ်။အဲ့တော့ဒီမိုကရေစီရပြီလားဆိုတော့မရသေးပါဘူးဆိုပေမဲ့ပြောရမှာ။တွေ့လား။ခင်ဗျားကဒီမိုကရေစီမရသေးဘူးခင်ဗျားလိုချင်တာဒီမိုကရေစီကတမျိုးတယ်။ခင်ဗျားသိတာဒီမိုကရေစီတမျိုးတည်းဆိုတာကိုခင်ဗျားရဲ့ဇကားတွေကတတ်သိပြခင်ဗျားဒီမိုကရေစီဘိုးရည်ကြီးခင်ဗျားအရေးစိုးတဲ့ဇကားတွေခင်ဗျားတို့နားမထောင်ဘူးလား။ နိုင်ငံရေးသိပ္ပံပညာရှင်တွေဥပဒေပညာရှင်ရဲ့စကားကိုခင်ဗျားနားမထောင်ဘူးလားခင်ဗျားဘာမှမသိဘူးပြောခင်ဗျားမယုံဘူးခင်ဗျားတက်တာက political science တခုတည်းเนาะခင်ဗျား management လည်းမသိဘူးခင်ဗျား administration လည်းမသိဘူးခင်ဗျား political science တွေသင်ပြီးတော့ဒီနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်တွေဘာတွေသင်ပြီးတော့ခင်ဗျား democracy ဘယ်နှမျိုးရှိမလဲတော့ခင်ဗျားမသိဘူးလားတောင်းဆန်းစုကြည်ကောင်းပါတယ်ခင်ဗျားမြန်မြန်စောစောစီးခင်ဗျားလူလောကထွက်သွားတာပဲကောင်းပါတယ်ကဲဆက်နားထောင်ကြည့်မယ်ခင်ဗျာ ီပုတ်ပြီးဖွဲ့ချုပ်ကိုစပြီးတော့ထူထောင်ခဲ့တဲ့1988ခုနှစ်ကလေးကအမျိုးသားရင်ကြားစစ်ရေးကိုဒီမှာရှစ်တန်းကျင်ပြီးပြောခဲ့ပါတယ်။ကဲမဆက်တဲ့ပါဇက်နော်မဆက်တဲ့ပါဇက်နော်မဆက်ဘူးလူမြင်ကွင်းမှာအမျိုးသားရင်ကြားစေးဆိုပြီးပြောတယ်ဗျာခင်ဗျာမဆက်ဘူးလားပါဇက်ကပြောတယ်အမျိုးသားရင်ကြားစေးပြောပြီးတော့ဟမ် ခင်ဗျားတို့88ရက်ထဲကနေဟိုးခင်ဗျားတို့ပါတီစပွဲတွေကနေအခုချိန်ကြီးခင်ဗျားတို့အမျိုးသားရင်ကြားစီလုပ်နေတာဟမ်ခင်ဗျားလူလောကအိဒီယာထွက်သွားရတယ်မျိုးသားရင်ကြားစီဆိုတာဘယ်စီနေမှမသိဘူးဟမ်ခင်ဗျားညွန်ချမ်းငိမ့်ချမ်းနိုဘယ်ဆုရှင်ကြီးဆိုငိမ့်ချမ်းနိုဘယ်ဆုရှင်ကြီးကအမျိုးသားရင်ကြားစီကြီးလေးပြောပြီးတော့ခင်ဗျားဘာအသုံးကြလဲဟမ်ခင်ဗျားလက်ထက်မှာခင်ဗျားလက်ထက်မှာ NC လက်မှတ်ထူတာနှစ်ပွဲတည်းထူတယ် ရင်ကြားစရီစကားမပြောဘဲနဲ့ငိမ့်ငိမ့်နူပဲစုလည်းမရတဲ့ဥသိမ့်စင်ကြီးလက်ထက်မှာကြတော့အပြည့်ခက်ရက်စဲတာရှုပ်ပွက်အောင်ထိုးတယ်ဟမ်ခမရမရှက်ဘူးလားခမရပါဇက်ကတိလားခမရပါဇက်ကလူပါဇက်မဟုတ်ဘူးခမရအတွေ့ရမြင်ရတွေထင်ရတွေရှောက်ပြောနေတာနော်ခမရမရှက်ဘူးခမရမရှက်ဘူးနော်ခမရမရှက်လို့လဲခမရအခုလို့ကဘာပတ်ပြီးတော့ရှောက်ပြီးတော့အတင်းတုတ်တာပေါ့လေနော်ဘာတဲ့အမျိုးသားရင်ကြားစီဟုတ်လား ရက်ဆက်တယ်နော်ပြောရက်တယ်ပြောရက်တယ်မရှက်တမ်းဒီပွဲစီပုံချေကဥပဒေကိုအတိပြုတ်ခဲ့တဲ့လူမှုစာတခံယူပွဲကိုလေကျမတို့ကောက်ရက်ခဲ့ပါတယ်ကျမတို့အတိမမပြုတ်ခဲ့ပါဘူးခင်ဗျားတို့အတိမပြုတ်ကျုပ်တို့အတိမပြုတ်တယ်ခင်ဗျားကရှောက်ပြီးရှောက်ပြောနေတာ2008ပွဲစီပုံအခြေခံဥပဒေလူမှုစာနာခံယူကျုပ်တို့ကျုပ်တို့ចောင်းသားဘုရားចောင်းဝတ်စုံလေးနဲ့တတ်ခဲ့တာနော်အဲ့ဒီအချိန်တုန်းကကျုပ်တို့က နော်ကလေးဘွားပဲရှိသေးတာနော်ခမားတို့ကနိုင်ငံရေးလုပ်နေပြီးတော့ပြည်သူကိုချင်းထဲတာခမားတို့ပြည်သူကိုမှိုင်းတိုက်တာနော်2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကနော်ဟောခမားတို့ရဲ့ခမားတို့ပါတီဥက္ကဋ္ဌကြီးဥအောင်ရွှေတို့ကိုယ်တိုင်ရေးခဲ့တာနော်ခမားတို့ပါတီမှာပါတီကလည်းထောက်ဆိုဥသိန်းကြီးတို့ကိုယ်တိုင်2008ကိုရေးခဲ့တာခမားတို့အန်နယ်ရီယလူတွေကိုယ်တိုင်ရေးခဲ့တာ ခင်ဗျားတို့အန်နယ်ဒီကလူကောင်းလူကြီးတွေကိုပြန်မေးကြည့်ရွေးကောက်အဲ့ဒီမျိုးသားညီလာခံတက်ခဲ့တဲ့လူကြီးတွေကိုပြန်မေးကြည့်အဲ့ဒီပုံမတွေ59စာလုံးတွေဒီပတ်သက်တဲ့ပတ်သက်ကြောင်စာလုံးတွေကိုပုံမတွေအကုန်လုံးကိုခင်ဗျားတို့အန်နယ်ဒီကသူတွေပဲရေးသွားတာကိုဟိုခင်ဗျားဒေါ်အောင်ဆန်းစုကြည်ခင်ဗျားတိတိကြီးနဲ့ပြည်သူတွေကိုချင်းကျွေးတာနော် တီသူတွေကိုချင်းကျွေးတာဥအောင်ရွှေတို့ကိုယ်တိုင်အဲ့ဒီ59စာလုံးကိုအတီးပြုတ်သွားတယ်အဲ့ဒါဥသိန်းကြီးတို့ကိုယ်တိုင်နော်အဲ့ဒီမျိုးသားညီလာခံမှာ59စာလုံးကိုအတီးပြုတ်သွားတယ်အရသားတွေကြီးပဲရေးသွားတာကိုခမရပြည်သူတွေကိုဘာမှမသိတဲ့ပြည်သူတွေကိုခမရချင်းကျွေးတာချင်းကျွေးတာပြည်သူတွေကိုယ်တိုင်ထောက်ခံလို့ဒါကထွက်လာပြီလေ90ရာခိုင်နှုန်း90ကျော်ရာခိုင်နှုန်းလေ ဒီ policy ကိုအခြေခံဥပဒေကိုဘာဖြစ်လို့ဒီလောက်တောင်မှဖက်တွယ်နေကြတာလဲလို့ကျမကလည်းမေးခွန်းထုတ်ချင်ဖက်တွယ်ရတာဗောဖက်တွယ်ရတာဗောအဲ့ဒီလိုဖက်တွယ်ထားလို့လည်းပဲအမေရိကန်အခုအမေရိကန်နိုင်ငံဘာဖြစ်သွားပြီလဲဟမ်ဗြိတိန်နိုင်ငံဘာဖြစ်သွားပြီလဲမြန်မာနိုင်ငံမှာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုဖက်တွယ်ထားတို့လဲနော်အခုလို့ကျွန်တော်တို့ကနိုင်ငံကမဖြစ်ဖို့ဖွေရမပြတ်စည်းသွားဘူးကျွန်တော်ဘာသာသာသနာက အကောင်းဆုံးရှိနေတယ်2008ကြီးနဲ့ကာဝယ်ဆောက်ရှောက်ထားလို့နော်တမတော်နဲ့အတူတူ2008ကြီးကိုကျွန်တော်တို့ကကာဝယ်ဆောက်ရှောက်ထားလို့ဒါကြောင့်လို့ဖတ်တွေ့ရမယ်ခမည်းကဒီနိုင်ငံရဲ့ဘာသာသာသနာစာပေယဉ်ကျေးမှုထုံးတမ်းစင်လာတွေကိုဖျက်ဆီးခြင်းနဲ့စိတ်သက်တခုခမည်းကမျိုးမစစ်တဲ့သူခမည်းလိုမျိုးမစစ်တဲ့သူတွေးနှောတွေကမြန်မာနိုင်ငံမှာခေါင်းဆောင်လုပ်ဖို့ဆိုတာမတန်ဘူး ဒါကြောင့်ဘုကျွတ်တုကဒီ59စာလုံးနဲ့2008ဖွဲ့စည်းဖို့အခြေခံဥပဒေကိုကျွတ်တုကမမမမကာကွယ်ပြီးတော့ဖတ်တွေ့ထားရတာခင်ဗျအဲ့လောက်လေးတော့သိဉာဏ်မရှိဘူးလားဟင်ခင်ဗျအဲ့ကြောင့်မို့လဲစောစောစီးလူလောကတွေကထွက်သွားတာဝမ်းတာတယ်စောစောစီးလူလောကတွေကထွက်သွားတာဝမ်းတာတယ်အဲ့ဒီလိုပဲဒီနိုင်ငံသည်ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တယ်သာသနာ့ဆောင်နာမည်ကြီးတွေကာကွယ်စောက်ရှောက်တဲ့နိုင်ငံဖြစ်တယ်ဒီလိုနိုင်ငံမှာသာသနာကိုဖျက်ဆီးမဲ့လူ နော်ဗုဒ္ဓဘာသာကိုဖျက်ဆီးမဲ့လူကျွန်တော်ကိုးကွယ်နေတဲ့ဗုဒ္ဓဖရာကိုနော်ဗာလဲဘယုတ်ဒုက္ခပြောတဲ့သူတွေကိုကျွန်တော်ရဲ့သာသနာဆောင်နာမင်းတွေကကောင်းကောင်းကမထားဘူးအဲ့ဒီလိုပဲလူဖြစ်ပြီးတော့လူမွေးသူပွေးမပြောင်းမဲနဲ့ထောင်ထဲဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့စကားအကောင်းမပြောဘူးပောက်ပန်း40ပြောပြီးတော့ကဘာပတ်ပြီးစောက်တင်းပြောပြီးတော့ငွေလေးတွေကနေအခုချိန်ကြီးယောက်ျားပေါင်းတောင်းလျှောက်တောင်းနဲ့ပျော်မှုတဲ့ဗမဘွားမှာပဲကျွန်တော်တို့ကထားပေးထားတာ အဲ့ဒါသာသနာ့ဆောင်နံမင်းကြီးကောင်းလို့ကျုပ်တို့အခုလို့နေနေရတာခမားကြောင့်သာဆိုလို့ရှိရင်ကျုပ်တို့အခုချိန်မှာခွက်ဆွဲနေရပြီကျုပ်တို့ဗုဒ္ဓဘာသာဆိုတာကမရှိတော့ဘူးအားလုံးရဲ့အနည်းခံဘဝဖြစ်နေရမှာကောင်းပါလေခမားစောစောစီလူလောကတွေကထွက်သွားတာကောင်းတယ်ကဲဒီလောက်ဆိုဆိုရှင်တော့အားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်ယေရှုပြုပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့အခါ లై ့ပေးပါကွန်မန့်မှာတခုခုရေးသွားပါပြီးသွားလို့ရှိရင် share ပေးကြပါလို့မြတ်တရားရက်ခံပါတယ် ားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်